ဆိုရှင်အခုဖတ်နေတဲ့ Jim Quick ရဲ့ Limitless Your Brains ရဲ့စာအုပ်ထဲမှာလူတွေမှာအုံနောက်ကတစ်ခုလေးရှိတာမဟုတ်ဘူးတဲ့ဒီအုံနောက်ကနှစ်ခုရှိတယ်ပေါ့နောက်ထပ်တစ်ခုရှိတယ်ဆိုတော့အဲ့ဒါကအာဘာလဲဆိုတော့ဒီသူတွေရဲ့အစာအိမ်လို့ပြောထားတယ်ဆိုတော့ English လို့ရော GUT gut လို့ခေါ်တာပေါ့သိပ္ပံပညာရှင်တွေကဒါကို Entrance Nervous System လို့ ဟိုခေါ်ကြတယ်အစာအိမ်နဲ့ဒီအုံနောက်နဲ့ဘလို့ချိတ်ဆက်နေတဲ့လေဆိုတာကိုမြင်သာအောင်စာအုပ်ထဲမှာစာရေးတဲ့သူကတစ်ပင်တစ်ပင်နဲ့နှိုင်းရှင်ပြီးရောပြပြထားတယ်ဆိုတော့တစ်ပင်တစ်ပင်ကြီးထွားဖို့အတွက်သူကလိုအပ်တဲ့အဟာရဓာတ်တွေကိုအမြင့်ကနေအာဒီရေအမြင့်ကနေပေါ့အာဒီရေတို့မြေကြီးတို့ကနေတဆင့်လိုအပ်တဲ့အဟာရတွေကိုဟိုဆုပ်ယူဟိုပေးလိုက်တယ်ဆုပ်ယူပြီးတော့ပင်စီကိုပို့ပေးရပေါ့အဲ့ဒီတော့မှအဲ့ဒီတစ်ပင်ကနေသူ့အချင်းနဲ့သူ့အကိုင်းဒီဒီအကိုင်းထွက် အညွန့်နေထွက်အဖူးအပွင့်အရက်စတာတွေကိုလုတ်ဆောင်နိုင်တယ်လို့ပဲဒါတို့တွေစားလိုက်တဲ့အစာတောက်တွေကဒီအစာရဲ့ဦးလမ်းကြောင်းကနေတဆင့်အုံနောက်ကိုရောက်ရှိတဲ့ပုံကလည်းအတူတူပဲတဲ့ဆိုတော့ဒီစားလိုက်တဲ့အစာစာတွေကအုံနောက်အတွက်ဘာနဲ့တူလဲဆိုလောင်စာတွေလိုပဲတဲ့ဒီကိုစားလိုက်တဲ့အစာစာတွေရဲ့20ရာခိုင်နှုန်းအုံကဒီ 20ရာခိုင်နှုန်းသောဆွမ်းအင်တွေကိုလည်းအုံနောက်ကနေနေစဉ်အသုံးပြုတယ်။ဒါကြောင့်ဒီအုံနောက်ကကောင်းကောင်းအလုံးလုံနိုင်လားမလုံနိုင်ဘူးလားဆိုတာဟာနေစဉ်ဘဝမှာဒါကိုစားလိုက်တဲ့အစာတောက်တီးပေါ်မှာအများကြီးမူတည်ပါတယ်။ and တစ်ခါတလေလူတစ်ယောက်နဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်အเจ้าနဲ့တစ်ခုနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်စိတ်ခင်းမှာကောင်းနေဆိုးတယ်လုံတည်နေမလုံတည်မှုဆိုတာကိုကိုကအလိုလိုသိနေတာခံစားမိတာမျိုးတွေကိုဒါ gut feeling လို့ခေါ်ကြတယ်။အဲ့လိုခံစားမိတဲ့အခါမှာဆိုရင်တိကျတေချာတဲ့ဒီအထောက်အထားကိုမပေးနိုင်ပေမဲ့လည်းစိတ်ခင်းမှာတော့ဒါတေချာ ေတယ်ပေါ့ကိုခံစားမိတာကဒါဟာလေအစာအိမ်နဲ့အုံနောက်ထဲကဒီစိတ်ခံစားချက်ဆိုင်ရာအပိုင်းနဲ့ချိတ်ဆက်နေခြင်းကြောင့်ဖြစ်ပါတယ်လို့ဆိုင်ရည်သူကဆိုထားတယ်ဆိုတော့အဲ့အကြောင်းဖြစ်လိမ့်မယ်ဒါကိုဆိုရင်ဒီဗိုက်ဆာနေရင်အုံနောက်သုံးပြီးတော့အာယုံစိုက်ပြီးလုပ်ရမယ်အလုပ်တွေလုံးဝမလုပ်နိုင်ဘူးပြီးတော့ဗိုက်ဆာလာပြီးဆိုရင်စိတ်ခံစားချက်ကလုံးဝမကောင်းတော့သလိုဘာမှမဟုတ်တာလေးကိုလည်းဒီစိတ်တူလွယ်တော့သတိထားမြင်ဆိုတော့ဒါဟာ ဒီလိုမျိုးအစာအိမ်နဲ့အုံနာရဲ့ဆက်ဆက်နေမှုကိုဒါဇီးရဲ့ကိုပိုင်းအတွေ့အကြုံနဲ့ချိန်ဆက်ကြော်လေသူပြောတာမှန်နေလို့လက်ခံမိရင်တေချာတာကတော့ကိုကဒီတက်ရှင်းလက်ဆက်တဲ့အစာတောက်တင်အေကိုမြများရွေးချယ်ပြီးစားသုံးမယ်ဆိုရင်ဒါကိုတင်ယူလေးလာတဲ့အခါပဲဖြစ်ဖြစ် ဟိုကိုဘွားမှာပြဿနာတွေကြုံရလို့ရင်ဆိုင်ဖြစ်ရှင်းတဲ့အခါပဲဖြစ်ဖြစ်အဲကိုဘွားကိုပြောင်းလဲစေတဲ့ယုံဆုံးဖြတ်ချက်တွေချတဲ့အခါအန္တရာယ်တွေကိုရင်ဆိုင်ရတဲ့အုံနောက်ကမြန်ဆန်ထိရောက်လွယ်ကူစွာအလုပ်လုပ်နိုင်တာကိုတွေ့ရပါလိမ့်မယ်စန့်ကျင်မဲ့အနေနဲ့ကိုကလွယ်ကူတက်တာပြီးတော့ဒီတိုင်းဘိုက်ပြည့်ယုံဝဲပြီးဆိုလဲစားမယ်ဆိုရင်ကိုအုံနောက်ကလည်းကိုစားတဲ့အစားအစာရစ်ရည်သူတိုင်းပဲအလုပ်လုပ်နိုင်မှာဖြစ်တယ်တဲ့ဆိုတော့မြန်မာအစိုးမဆိုရင်လည်းဝမ်းတလုံးကောင်းရင်ကောင်းတာမခဲဘူးဆိုပြီးလူကြီးတွေကမှပြောတာဆိုကြားဘူးတဲ့ဆိုတော့ဒါဟာအခုစာရေးသူပြောတဲ့အစာရင်းနဲ့အုံနောက်ကျမ်းမာရေးဆက်ဆက်နေတာ ဘူးညွှန်ဆိုတာပဲလို့ယူဆတယ်ဆိုတော့ဒီနေ့မှာတော့ဆူရှီကဒီဆူရှီဒီအုံနောက်နဲ့အစာအိမ်ဘယ်လိုဆက်ဆက်နေသလဲဒါအစာအိမ်ဟာဆူရှီရဲ့ဒီ second brain ဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုဟိုမျှဝေခဲ့တာဖြစ်တယ်နောက်တဲ့ဗီဒီယိုမှာဒီအုံနောက်အတွက်ကောင်းစီတဲ့အာဒီ healthy ဖြစ်တဲ့ပေါ့အစာအစာစိတ်မျိုးအကြောင်းကိုမျှဝေပေးသွားပါအောင်မယ်ဆိုတော့ I will see you in the next video bye bye